ငလီကြောင့်စီးပွားရေးလုပ်ငန်းတွေပြက်စီးသွားလို့လမ်းဘေးမှာကိုယ်ရရောက်နေရတယ်ဆိုတော့မနော်အင်တာနက်ပေါ်မှာပြင်းထန်လာတဲ့ bio file ကလမ်းဘေးမှာကိုယ်ရရောက်နေရတာကတော့ဆိုတော့မနော်ဖြစ်ပါတယ်အားလုံးသိကြတဲ့အတိုင်းဆိုတော့မနော်ဟာမြန်မာနိုင်ငံတဝန်းလုံးမှာမတည့်ရသူမရှိတဲ့ဆိုတော့တူပါအဆိုတော့မနော်ဟာအောင်မြင်တဲ့တည်သချင်းပြောင်းများစွာကိုသိဆိုနိုင်ကြတာဖြစ်ပါတယ်ဒါပြင်ဆိုတော့မနော်ဟာကားဝဲ shop လုပ်ငန်းတွေကားရှိုးလုပ်ငန်းတွေနဲ့အောင်မြင်တဲ့စီးပွားရေးလုပ်ငန်းရှင်တယောက်ဖြစ်နေရပါဒါပေမဲ့ခုခါမှာတော့အင်တာနက်ပေါ်မှာပြက်နေနေတဲ့ bio file ကအဆိုတော်မနော်ဟာမိတိလာမြို့ကလမ်းဘေးမှာမနော်ဆို ွယ်ကွန်ရဆိုင်နဲ့ကွန်ရရောက်နေတာဖြစ်ပါတယ်။အဆိုတော်မတော်ကဘီယိုဖိုင်နဲ့ကကျွန်တော်မိထီလာမြို့မှာကွန်ရရောက်နေပါတယ်။ လာရောက်အားပေးကြပါအောင်ခင်ဗျာဆိုပြီးတော့ဆူတော်မနော်ကပျော်ရွှင်စွာနဲ့ကိုရရောင်းနေတဲ့အကြောင်းကိုပရိသတ်တွေကိုတီးပေးလာတာပါပရိသတ်တွေကတော့ဆူတော်မနော်ရဲ့ပိုင်ဆိုင်မှုတွေစီးပွားရေးလုပ်ငန်းတွေဟာငလီကြပြိုကျပျက်စီးသွားလို့ဆူတော်မနော်ဟာလမ်းဘေးမှာကိုရရောင်းနေရသလားဆိုပြီးတော့စိတ်ပူနေကြတာပါဒါပေမဲ့လေဆူတော်မနော်ကမိထီလာကိုသွားချင်းလမ်းဘေးမှာမနော်ဆိုတဲ့သူရဲ့နာမည်နဲ့ကိုရဆိုင်ကိုမြင်တာကြောင့်ကားပေါ်ကစင်းကပရိသတ်တွေကိုစိတ်ပျော်ရွှင်ရှင်မောစီခြင်းလို့ဘီယိုရိုက်ခဲ့တာဖြစ်ကြောင်းလည်းသိရပါတယ်